ဟောအဓိကကတော့ကျွန်တော်တို့ဒီ organization ကနေပြီးမှမတည်ထားတာကတော့ဒါအိမ်သွားပေါ့နော်ဒီအသင်းလူနေအိမ်ပေါ့အသင်းရဲ့ဘာမောင်းနဲ့လောက်ထားတဲ့အိမ်အဲ့အိမ်ကိုအဓိကကျွန်တော်တို့ကနေထားပြီးမှဒီအိမ်ကြီးရမဲ့တဲ့သူတွေကိုအဓိကထားပြီးတော့ဒါတွားရောက်လူတန်းမှာဖြစ်ပါရခင်ဗျာအရန်စီကားတဲ့နေရာရောအခုဆိုရင်ကလမ်းဘေးမှာဒီမှာတားမြင့်နေမြေတားမြင့်နေမြေပြီးရင်တဲလေးတဲလေးနဲ့ဒီမှာချမ်းသာကြီးတဲ့တဲမှာပဲနေနေကြပါတော့နော်အဲ့ဟာမြင်ပြီးတော့စိတ်မကောင်းဘူးက တကယ်ဒုက္ခရောက်တဲ့လူကမရအောင်ဒုက္ခမရောက်တဲ့လူကအိတ်ကြီးအိတ်ငယ်နေပေါ့နော်တကယ်သွားလို့တဲ့လူတွေကိုလေကိုယ်ဟန်ကိုကြလေပေါ့နော်တိတိမိမိတွေသွားလို့ပါလို့ ီအဖွဲ့ကတော့ကျွန်တော်တို့ကဒါပေါ့နော်ဒါ New International Model Organization ကနေပြီးမှဒါဥဆောင်ပြီးတော့မှဒါကျွန်တော်တို့ဒါငလင်ဘေးသင့်ပြည်သူတွေပေါ့နော်ဒါစကိုင်းတိုင်းဘက်မှာဒါကျွန်တော်တို့ဒါတွားရောက်လူတန်းမှာဖြစ်ပါရခင်ဗျာဟုတ်ဟုတ်ကဲ့ဒါအခုညီမပေးရညီမတို့ရဲ့ pride ရတာတော့ Home Charity ညီမ Foundation ရလေအဲ့နေပြီးတော့စကိုင်းမန်ဒလူတို့ပြီးပါအခုဆိုရင်မနေ့ကတော့ဆိုရင်တို့တွေအခုဒီပြင်းမနာရေရမဲသိင်းရေပြပြော့ဝဲရေအဲ့မှာသွားလို့ရပါတော့ညီမကတော့ဒီမှာတောင်းအားပေးချင်လို့ဒီမှာပဲနေခဲ့လိုက်တယ်ပေါ့နော် အဲ့အဲ့ဒါတော့အဲ့ဖိတ်တော့ဘာလို့ပြပါရေးပြန်လာတာဟိုဘက်ရှိတယ်ညီမလေးရဲ့ဘက်ရှိတယ်အဲ့ကနေစပြီးဒီမှာပြန်ပြီးတော့တော့အတန်ဌာနလာပြရပါတော့ဟုတ်ဒီမှာအခုကျွန်တော်9ရက်လောက်ရှိသွားပါပြီအတန်ဌာနပေါ့နော်နှစ်ဆန်းတစ်ရက်နဲ့ဆိုရင်ပြီးပြီအဲ့ဒါခီးသွားဝယ်တမို့စီစဉ်ရတော့မှာဟုတ်မရေအဲ့ညီမတို့ကိုယ်တိုင်သွားရတဲ့လေငိုတော့ငိုရရပေါ့နော်အရင်တော့ဆိုရင်ကိုယ်တွေပြာဝိပိုင်သွားလို့ရှိရင်ပေါ့နော်အရန်စီသားတဲ့နေရာယူအခုဆိုရင်ကလမ်းဘေးမှာဒီမှာ ဒါနဲ့နေနေဒါနဲ့နေမယ်ပြီးရင်တဲလေးတဲလေးနဲ့ဒီမှာချမ်းသာကြီးလည်းတဲမှာပဲနေနေကြပါဘောနော်အဲ့ဒါညီမျိုးတော့စိတ်မကောင်းဘူးကွာအဲ့ဒါမှကိုယ့်ကိုဘာဆုံးဖြတ်တာလဲငါတို့လဲကြလို့မဖြစ်ဘူးဘောနော်ငါတို့လဲကြဝိုင်းဆရာကြီးကဟိုကဖြစ်မှာမဟုတ်ရံကုန်ပြီတီတဲမို့ရေးကြတော့အဲ့ဒါမှအများကိုကူညီနိုင်ပါလိမ့်အဲ့လိုမျိုးနဲ့ဘောနော်စိတ်မကောင်းတာတော့အများကြီးပဲဂျင်းထဲမှာပြောပြမတတ်အောင်ပေါ့အဲ့မဲ့လေတခုလည်းပြောချင်သေးတယ်တရားတကယ်သွားလို့ရတဲ့လူတွေကိုလေကိုယ်ဟင်ကိုကြလေပေါ့နော်တိတိမိမိတွေသွားလို့ပါလို့ညီမတို့အဖွဲအောင်နှစ်ဖွဲ့ဖွဲလိုက်ရတယ် အဲ့လိုမသွားတဲ့လူကသူတို့ကဘလို့လဲဆိုတာတကယ်ဒုက္ခရောက်တဲ့လူကမရအောင်ဒုက္ခမရောက်တဲ့လူကအိတ်ကြီးအိတ်ငယ်နေတယ်ပေါ့နော်အိတ်ကြီးအိတ်ငယ်နေတယ်တက်တက်ဝါးကြတာအဲ့ဒါကိုကပထမတည့်ရက်ကတော့ကိုကအဲ့ဒါကြီးတွေ့နေတော့ဘာမှမဖြစ်နောက်ရက်ကျတော့ကဲမရတော့ဘူးလူကိုယ်ကတော့ ဒီမှာနေရတဲ့အနေလေးစာတိကျပြသွားပြီးကိုယ်တိုင်ကိုတက်လို့လာအဲ့လိုမျိုးဆိုရင်ညီမတို့အဲဆိုရင်ဟွာလောက်ရှိမယ်15ရက်ပေါ့နော်15ရက်ရောင်းရနေပြတာ15ရက်ဟာ15ရက်သွားလို့လာဟွာလောက်သိန်းဟွာလောက်ကုန်ပါတယ်မတီရဲ့ငွေနဲ့အားလုံးမဆိုရင်သိန်း400ကျော်ပေါ့ဟုတ်ဒါပစ္စည်းမပါသေးဘူးငွေသားကြီးပဲဟုတ်ဟုတ်အဓိကကတော့ကျွန်တော်တို့ဒီ organization ကနေပြီးမှမတီထားတာကတော့ဒါအိမ်ဟွာပေါ့နော်ဒီအသင့်လူနေအိမ်ပေါ့အဲ့ဒီဘောင်းနဲ့လောက်ထားတဲ့အိမ်အဲ့အိမ်ကိုအဓိကကျွန်တော်တို့ကနေထားပြီးမှဒီအင်ဂျီယာမဲ့တဲ့သူတွေကို အဓိကထားပြီးတော့ဒါတောရောက်လှူဒန်းမှာဖြစ်ပါရဲ့ခင်ကျွန်တော်တို့ဘက်ကနေပြီးတော့ target ထားတာကတော့အလုံး100အပေါ့ဟုတ်အလုံး100အနေစပြီးမှဒါလှူဒန်းမယ်ပြီးတော့တခြားငွေသားတွေလည်းပါပြပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးငွေသား3000မတီးပြီးမှဒါထူရထားဖြစ်ပါရခင်ဗျာတောင်းတောင်းပေါ့နော်နည်းနည်းပါးပါဖြစ်တဲ့လူမိသားစုအချို့ကကျွန်တော်တို့ဒါငွေသားနဲ့ပစ္စည်းလေးအချို့ပေါ့နော်အားပဲသွားရထူတယ်မှာဖြစ်ပါရခင်ဗျာဟုတ်ခက်ခဲနေတဲ့ဒုက္ခတွေရမ်းရောက်နေချိန်မှာကွာအဲ့လိုမျိုးပဲလိန်စားနေတဲ့လူတွေပေါ့နော်ဟိုပါဘယ်လိုပြောချင်လဲဆိုတော့ ကိုချင်းစာတရားထားပါဗောနော်ကိုချင်းစာတရားထားအခုခင်မအခုမှအခုဟာကွာအခုတို့မြန်မာနိုင်ငံတနိုင်ငံလောက်အကုန်လုံးစစ်စစ်ရုံးနဲ့နေမှရမှာလေအဲ့လိုမကောင်းတဲ့လူတယောက်အတွက်လည်းအများလည်းမပြောမခံကြဘူးဗောနော်ကိုလည်းအဲ့လိုမျိုးဗောနော်ဒိန်စားရလူကြုံမှုရဲ့ကြုံမှုအတွက်သိတယ်ဒါပေမဲ့ကိုလည်းမပြောတော့ဘူးဒီနော်ဒါပေမဲ့ကိုရဲ့အကြအလုံးနဲ့တက်တည်ကြတယ်သူတို့အကြမဟုတ်ဘူးအရှိမဘန်းပြပဲနောက်မှလုံနေရအများကြီးဗောနော်အဲ့လိုလူဆိုရင်တော့လူလူနားလည်းမှာပါမှာလေအဲ့လိုပဲပြောချင်ပါတယ် ကျွန်တော်တော့ line သုံးရင်အဲ့လိုမျိုးတွေတွေ့ရင်ကျွန်တော်မတင်ကကျွန်တော်ဒဲ့ပဲမှာကျွန်တော်ကွန်မန့်တွေတက်ရေးတယ်အခုခစ်တကားကျွန်တော် blame နေပေါ့ဗျာဒဲ့ပြောရေးပါတယ်ကျွန်တော်မကြောက်ပါဘူးကျွန်တော်အကောင့်နဲ့အစ်စ်ပဲနှစ်ခုလုံးသုံးပါတယ်ဘလို့ပြောချင်လဲဆိုတော့ဒီကောင်လေးကိုချင်းစာတရားမရှိဘူးပေါ့ဗျာအဲ့လိုမရှိတဲ့လူတွေကများနေတော့ကြောင်းကျွန်တော်လည်းပြောတဲ့လူတွေများများရှိလို့လူပါတယ်အဲ့လိုပဲပြောလီတွေဒီကကျွန်တော်လိုပဲရဲရင်နဲ့ပြောနိုင်တဲ့လူအများကြီးပေါ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်အဲ့လိုပဲပြောကြပါလို့တိုင်တွန်းပါတယ် အများရှိပါလားမျိုးอ่ะအဲဘယ်လိုပြောပြရမလဲเนาะအခုဒီမိနစ်ပိုင်းအတွင်းမှာအခုလို့ဖြစ်ပြသွားတဲ့ဟာကိုကြည့်ပြီးတော့တံဝေကတရားဘာရလဲဆိုတော့မသိခင်မှာစီစီလုံးလုံးချစ်ချစ်ခင်ခင်နေကြပါတက်တိုက်ဝဝနေနေကြပါဘယ်လိုပြောလူသားချင်းစာနာပြီးတော့ပေါ့เนาะအဲလက်တွဲပြီးချစ်ဆက်သွားပါလို့ပဲပြောချင်ပါတယ်ခင်ဗျာဟုတ်ပမာပြီးမှာဆိုရင်ကျွန်တော်တို့ရန်ကုန်ကဒါဒါအများကြီးတန်ကောင်းနေတဲ့ဆက်မှာပါတယ်ပေါ့เนาะအဲ့တော့အဲ့လိုဖြစ်သွားတဲ့တိုင်းပြီးတိုင်းနေတိုင်းနေပြီးနေပေါ့เนาะအဲ့မှာရှိတဲ့ မိရပြည်သူတွေအားလုံးကလုံးဝအားမလျှော့ပါနဲ့ကျွန်တော်တို့ရန်ကုန်ပါဝင်တက်နိုင်တဲ့မျိုးတွေအကုန်လုံးစူးစမ်းပြီးတော့ဒီလိုအတူခံပြီးတော့ကျွန်တော်တို့အတက်နိုင်ဆုံးရန်နေတော့ပတ်မိုးပေးဖို့ရက်အကန့်အသတ်မရှိကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်သူတို့နဲ့ဆိုင်ကျွန်တော်တို့အများကြီးတန်ကောင်းပါ